အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီတစ်ခါတော့မြန်မာနိုင်ငံအကြောင်းနဲ့ပတ်သက်ပြီးမှပဲတိုင်ပင်ဆွေးနွေးကြအောင်ပြင်ပြဆွေးနွေးကြအောင်ပါဒီတစ်ခါတော့ Donald Trump ရဲ့အာဆီယံခရီးစဉ်မှာကျွန်တော်တို့မြန်မာနိုင်ငံအကြောင်းကိုလုံးဝဖော်ပြထားတာမျိုးကျွန်တော်တို့မတွေ့ဘူးပေါ့နော်အရှနိုင်ငံတူတူများများအကြောင်းကိုတော့ Trump ကတော့ပြောထားပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအကြောင်းကိုတက်ဆက်လေးတောင်မှ စကလုံးတစ်ခုလေးတောင်မှဖော်ပြထားတာမျိုးကျွန်တော်မတွေ့ဘူးဆိုတော့လူဝင်ကဒါကဘာကြောင့်လဲအစသဖြင့်မြခွနီကမင်းနေကြတယ်ပေါ့ဒီကိစ္စကိုကျွန်တော်တို့ဒီနေ့အတိုင်းပြဆွေးနွေးတော့မှာဖြစ်ပါတယ်ဒါကတော့ကူပိုင်ရဲ့အုံသက်ချက်ကူပိုင်ရဲ့အမြင်လေးတွေမှာဖြစ်တယ်အတွက်ကြောင့်ကျွန်တော်ကမှားရင်မှားပါလိမ့်မယ်မှားရင်မှန်ပါလိမ့်မယ်ပေါ့ဆိုတော့ကြီးရှိသူအနေနဲ့ဒါကလုံးဝ facts မဟုတ်ဘဲနဲ့ပေါ့ဗျာလုံးဝဒါက အရှိကိုရှိတိုင်းမဟုတ်ဘဲ ਨੇ facts ပေါ့နော် facts ကဘယ်လိုပြောမလဲအရှိပကတိမဟုတ်ဘူးပေါ့နော် facts မဟုတ်ဘူးဒါကကိုအတွေးခေါ်ကိုအမြင် opinion လောက်ပဲသတ်မှတ်စေချင်တယ်ပေါ့နော်ဆိုတော့အချစ်ရှိသူအနေနဲ့လေကိုကြိုက်တဲ့ပုံစံနဲ့ကိုတွေးခေါ်တဲ့ပုံစံနဲ့ဝင် comment လို့ရပါတယ်ဝင်တိုင်ပင်ပြီးမှဆွေးနွေးလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းမှန်တယ်ဆိုပြီးမှပြောတာမဟုတ်ဘဲနဲ့ကျွန်တော်တို့စာဖတ်တဲ့အထင်းမှာဖြစ်နိုင်ခြေရှိတယ်လို့ထင်ထားမိတဲ့သုံးသက်ချက်လေးတွေကို ဆွေးနွေးတော့မှာဖြစ်ပါတယ်လို့ပေါ့နော်ဒါကိုပထမအိုးဆုံးပြောပြချင်းတယ်ပထမအမှာကဒိုနယ်ထရမ့်ကဒီအာဆီယံကိစ္စနဲ့ပတ်သက်ပြီးမှာပေါ့အေယဝရီထမ်းတို့ကရေးထားတာကျွန်တော်တို့တွေ့တယ်ပေါ့နော်အေယဝရီထမ်းကဘယ်လိုရေးခဲ့လဲဆိုတော့ဒီဒိုနယ်ထရမ့်ကအာဆီယံမှာလာပြီးမှာအာဆီယံရဲ့ချမ်းသာကြွေးဝမှုကိုပေါ်ပြထားတယ်ချီကျူးထားတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအကြောင်းကိုတော့လုံးဝ14တောင်မှမပေါ်ပြထားဘူးပြောလို့မပြောဘူးတဲ့ တော့ကမ္ဘောဒီးယားနဲ့ထိုင်းရဲ့ရေးသူကအောင်မြင်အောင်လုပ်ခဲ့တယ်ပြီးတော့ကုန်တွေးရင်းနဲ့စီပွားရေးအတူလက်တွဲအောင်အကျူစီပွားဖြစ်အောင်လုပ်ခဲ့တယ်မလေးရှားနဲ့ကမ္ဘောဒီးယားနဲ့ထိုင်းကအစကိုရီးယားဂျပန်ကအစပေါ့ဗျာအဲ့လိုမျိုးလုပ်ခဲ့တယ်တော့အိရှာနိုင်ငံအာဆီယံနိုင်ငံကလည်းနောက်နောက်မှာအမေရိကနဲ့အတူလက်တွဲလုပ်ပြီးမှစီပွားရေးလုပ်ဖို့ရေးနော်ပြီးတော့အမေရိကနဲ့ပူးပေါင်းပြီးမှငင်းချမ်းရေးလုပ်ဖို့ရေးစသဖြင့်ပေါ့နော်ပြီးတော့အိရှာနိုင်ငံမှာ တင်းငင်းတဲ့နိုင်ငံတခုတီထောင်ဖို့ရယ်ပြီးတော့အရှားသာဒုက္ခတခုခုကြုံနေရမယ်ဆိုတော့ US ကတရရခိုင်လို့ရက်တီပေးမယ်ဆိုတဲ့အပေါ်အကုန်လုံးပေါ်အစသဖြင့် Trump ကတော့နိုင်ငံရေးလိုက်ပြီးမှအာဆီယံအကြောင်းချီးကျူးပြီးမှပြောထားပါတယ်ကျော်ကျွန်တော်တို့မြန်မာနိုင်ငံအကြောင်းကိုကြာတော့ဘာဖြစ်လို့မပြောရလဲနော် Trump ကမေ့သွားတာလား Trump ကမြန်မာနိုင်ငံခရီးမဆိုင်တော့လားအစသဖြင့်မြေခုန်ထွက်လာတယ်ဆိုတော့ Trump ကမြန်မာနိုင်ငံအကြောင်းကိုမေ့သွားတာဆိုတာထက် သူကအာယုံဆိုင်ထဲမှာမပါဘူးလို့ပဲကျွန်တော်တို့ကဆုံးဖြတ်လို့ရတယ်ကျွန်တော်တို့ကအတုံးတစ်ချက်လို့လို့ရတယ်ပေါ့နော်ဆိုတော့ဒွန်နယ်ထရမ့်ကမြန်မာအကြောင်းကိုမတည်ဘူးလားတည်တော့တည်တယ်ဒါမဲ့အနည်းနဲ့အများလောက်ပဲတည်တယ်အလောက်ထိသူ့ရဲ့အာယုံဆိုင်မှုထဲမှာအလောက်ထိသူ့ရဲ့ focus ထဲမှာမြန်မာနိုင်ငံကသွားပြီးမှပါမနေဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ Trump ရဲ့စစ်ပွဲရေးလုပ်ခွင့်တွေကသူကအချက်ချင်းအောင်မြင်မှုရယူလို့တယ်ရယူချင်တယ်ပေါ့နော် အဲ့ဒါကြောင့် Trump ကတော့ Cambodia နဲ့ Thai မှာနေဆက်ပရိကပရိပခရီကိုပြည်လည်မှုကိုမြန်ဆန်တဲ့စီးပွားရေးငင်းချမ်းရေးရလက်ကိုသူကဦးစားပေးနေတယ်။တကယ်သူက Cambodia နဲ့ Thai ကိုလို့မယ်ဆိုတော့ချက်ချင်းအောင်မြင်မှုရနိုင်ချေရှိတယ်ဆိုတော့သူအာနိုင်ငံရေးအတွက်လေသူစီးပွားရေးအတွက်လေအကျူးရှိစေတယ်ဆိုတော့သူတွင့်တွင့်နေတယ်သွားမိနေတယ်။အခါကျတော့ Trump ကချက်ချင်းအောင်မြင်မှုရတဲ့ရလက်ကိုပဲ တော်ပြီးမှဦးစားပေးနေတယ်။ဦးစားပေးတဲ့အတိုင်းပါပဲ။ကမ္ဘောဒီးယားနဲ့ဒီထိုင်းမှာတော်ပြီးမှလည်းတကယ့်စီးပွားရေးနဲ့ပတ်သက်ပြီးမှတဘိုးတူလက်မထူးတွေရရနိုင်ခဲ့ရနိုင်ခဲ့တယ်။အထူးသဖြင့်မေရှားတပ်တူနဲ့ရနိုင်ခဲ့တယ်ပေါ့။မလေးရှားမှာပဲဖြစ်ဖြစ်ရခဲ့သေးတယ်။ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုဘာကြောင့်အဲ့ဒီ ASEAN မှာတွားပြီးမှမထည့်ထားတာလဲ။ဒုတိယအကြောင်း second reason ကိုတွားပြီးမှကြည့်အောင်။ ASEAN ရဲ့ငြိမ်သက်မှုကလုံးဝကိုမရှိခဲ့တာ။ အာဆီယံယူနီတီဆိုတာကအစကတည်းကမရှိဘူးဘာဖြစ်လို့လဲဆိုတော့အာဆီယံနိုင်ငံတွေတောင်မှစစ်ကောင်စီကိုတဘောမချတဲ့နိုင်ငံများရှိတယ်ပြီးတော့စစ်ကောင်စီကိုအားပေးတဲ့နိုင်ငံတွေရှိနေတယ်ဥပမာဒီဗီယက်နမ်နဲ့တော့ထိုင်းလန်တို့ချိနေမယ်ဆိုတော့ဖီဒီကမ်ဘောဒီးယားတို့ချိနေမယ်ဆိုတော့စစ်ကောင်စီကိုအားကျတယ်ပေါ့စစ်ကောင်စီကိုအားပေးတယ်ပေါ့ဒါမဲ့ကျွန်တော်တို့စင်ကာပူတို့ မလေးရှားတို့ဖိလစ်ပိနို့ကိုတွားချိမယ်ဆိုတော့စစ်ကောင်စီကတော့မကြိုက်ဘူးအင်ဒိုနီးရှားတို့တွားချိမယ်ဆိုတော့မကြိုက်ဘူးပေါ့အဲ့လိုမျိုးဆိုတော့အာဆီယံနေမှာတော့မှနချမ်းကွေးသွားတာပေါ့တရုတ်ဘိုးမရေပေါ့နော် US ကိုအားကျတဲ့ဖွဲ့ဝင်ရှိတယ်အခါကျတော့အာဆီယံကိုယ်တိုင်နေတော့မှငင်ညွတ်မှုမရှိတဲ့ခါကျတော့မြန်မာနိုင်ငံစစ်ကောင်စီအပေါ်ပေါ့နော်ဒီအဖွဲ့ဝင်နိုင်ငံများကတဘောထားကွေးလွှဲမှုရှိနေတယ်အဲ့ဒါကြောင့်ဒေါ်နယ်ထရမ့်အာယုံနေမှာအလုံးဝကိုမရောက်နိုင်ဘူးပေါ့နော် ။ဒါအာဆီယံတမရင်းကလည်းမြန်မာကဒီလူဖြစ်ပါတယ်ဟိုဖြစ်ပါတယ်ဆိုမှထည့်ပြီးပြောတာလည်းမဟုတ်ဘူး။တန်တမာညင်းရရလော်ဘီလို့ပေးတာလည်းမဟုတ်ဘူး။ဆိုတော့ Trump ကိုယ်တိုင်ကလည်းမြန်မာနိုင်ငံမှာဘာတွေဖြစ်ပျက်တယ်ဆိုတော့ knowledge နည်းတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်။မြန်မာနိုင်ငံရဲ့ပြဿနာကိုအနေအချင်းတော့သူသိနေတယ်။ဒါပေမဲ့အတွင်းကြကြမှာဘလောက်ထိပင်ထန်မှုရှိလဲ။ဘလောက်ထိပြဿနာကအကြီးမားတဲ့ဟာရှိလဲဆိုတော့သူကမသိရှာဘူး Trump က အဲ့ဒီတိဖို့အတွက်ဆိုတာကလည်းသူ့ရဲ့အနာမှာသွားပြီးမှအချံပေးပုတ်ကူရင်းကလည်းမြန်မာနိုင်ငံအကြောင်းကိုတည်တာမဟုတ်ဘူး။ဘာကြောင့်မြန်မာနိုင်ငံအကြောင်းမတည်တာလဲဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံဖက်မှာလော်ဘီသမားတွေတန်တမာဆက်ဆံရေးသမားတွေကအားနေလာတာကျွန်တော်တွေ့တွေ့တယ်။အဲ့တော့ Trump ကမြန်မာနိုင်ငံကိုတည်တော့တည်ပေမဲ့ဒီမြန်မာနိုင်ငံရဲ့အဒွင်းချအချာပြဿနာကိုမတည်တဲ့ခါကျတော့အာဆီယံမှာသွားပြီးမှအဲ့ဒါကိုထည့်ပြီးမှပြောပြီးမှဟိုးပြီးမှ ပြောလောက်အောင်မသားမသားလောက်အောင်ပြောလောက်အောင်ထိ Trump က သူ့မှာ knowledge အပြည့်မရှိဘူးပေါ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမှအဲ့ဒါကြောင့်လေမြန်မာနိုင်ငံကိုရှောင်ပြီးရှောင်တာမဟုတ်ဘဲမေ့တာမဟုတ်ဘဲနဲ့သူ့ရဲ့ဒီအတိတ်တရားမြန်မာနိုင်ငံပေါ်မှာအတိတ်တရားကအဲ့လောက်ထိ the confidence ရှိနေပြောရတော့အောင် trap မှာမရှိဘူးနဲ့တူပါတယ်အဲ့ဒါကြောင့်သူကမပြောဘူးလို့ပြောလို့ရတယ်ပေါ့နော်မြန်မာနိုင်ငံအကြောင်းကိုထိတ်မပြောဘူးလို့ပြောလို့ရတယ်ပြီးတော့ super ye နဲ့အကျူစီစီပွားရေးအကျူစီပွားပေါ့နော်မြန်မာနိုင်ငံထက်သူကတော့အထိုင်းနဲ့ပေါင်းပြီးမှပူစင်ပြေးလိမ့်မယ် မလေးရှားနဲ့ပေါင်းပြီးမှပဲပူဆင်ပြီးလိမ့်မယ်ကမ္ဘောဒီးယားနဲ့ပေါင်းပြီးမှပဲပူဆင်ပြီးလိမ့်မယ်ဒီနိုင်ငံတွေနဲ့ကုန်သွေးရေးတည်တနာကဒီဥစားပြင်းနဲ့ပူဆင်ပြီးလိမ့်မယ်ဆိုမှထရမ့်ကတော့ခြေနဲ့သွားပြီဆိုတော့သူအကျိုးရှိတဲ့စီပေါ်ရေးရှိတဲ့နိုင်ငံကိုပဲသူကဥစားပြင်းမှာပဲဆိုတော့မြန်မာနိုင်ငံနဲ့ပတ်သက်လာပြီးဆိုတော့သူအမေရိကအတွက်ဘာယူမှမရှိဘူးကွာဘာမျက်မှောက်မရှိဘူးကွာအဲ့ဒါကြောင့်ဒီဆက်ဆက်ဆူဆူနဲ့မြန်မာနိုင်ငံအကြောင်းမဟုတ်ပြောဒီပြောလို့တာက သူ့အတွက်ဘာမှထူးမှာမဟုတ်ဘူး။တော့ကျွန်တော်တို့ပြောနေတာဘာကြောင့်အမေရိကက US ကိုမေ့နေတာလဲလို့ပြောနေကြတယ်။ဘာဖြစ်လို့အမေရိကက sorry ဘာဖြစ်လို့အမေရိကကမြန်မာကိုမေ့တာလဲပေါ့။ဘာဖြစ်လို့အမေရိကကမြန်မာကိုခရူးမဆိုင်တာလို့ခဏခဏမေ့နေကြတယ်။အမေကထုတ်နေကြဖြစ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အမေရိကကမြန်မာနိုင်ငံအကြောင်းကိုအလောက်ထိတော့လှုပ်လှုပ်ရှားရှားပါဝင်မပေးတာမပြောပေးတာ speak out မလုပ်ပေးတာကမြန်မာနိုင်ငံမှာ US ကလာပြီးမှအတူအတူဘာအကျူးစီးပွားရေးမှမရှိတာကွာဆိုတော့တခြား middle east မှာဘာကြောင့် Trump ကသွားတာလဲတခြားတနေရာမှာ Trump ကဂျပန်တို့ဖိလစ်ပိန်းတို့ဘာဘလို့သွားတာလဲကိုရီးယားတို့ဘာဖြစ်လို့သွားတာလဲအဲ့ဒီနေရာမှာ US ရဲ့ interest တွေအများကြီးရှိတယ်ကွာ US ရဲ့ဝန်ဆောင်မှုတွေအများကြီးရှိတယ်ကွာအဲ့ဒါကြောင့် Trump ကထေးထေးဝင်ဝင်ပါဝင်ပြီးမှဝင်ပြောပေးတယ်ပေါ့ဆိုမြန်မာနိုင်ငံမှာကအစမှာတော့ ရောက်ချသတိနဲ့ရတော့မြန်မာနိုင်ငံမှာရှိနေတဲ့မြေရှားတတုကို US ကအစိတ်ဝင်စားမှုတွေပြနေတယ်လို့ကမ္ဘာသတင်းမီဒီယာတွေကပြောကြတယ်ဘောနော်ဒါပေမဲ့ US ရဲ့ official ရတော့ဘာမှတော့မချက်တော့မပေးပါဘူးဒါပေမဲ့မြန်မာနိုင်ငံရဲ့မြေရှားတတုဆိုတာကတရုတ်ကအကုန်လုံးဥထားပြီးသားတရုတ်ကအကုန်လုံးထိန်းချုပ်ပြီးသားဆိုတော့ US ကသွားပြီးမှတရုတ်ကိုသွားလုနေတယ်လို့မျိုးဖြစ်သွားတာပေါ့ဗျာ ဲဥပမာခေါမြန်မာနိုင်ငံကမေရှားတတုကိုပေါ့နော်ကျွန်တော်ပေးမယ်ပေးမယ်ဘာညာလို့ပြောမယ်ဆိုတော့တမျိုးဖြစ်နေတယ်ပေါ့အခုကတရုတ်ကဦးထားပြီးသားတရုတ်ကပိုင်ဆိုင်ပြီးသားမေရှားတတုကို US ကအတော်ပြီးမှပြဿနာတိတ်ရှာချင်တာမဟုတ်ဘူးပေါ့ဆိုတော့အကြောင်းလေမြန်မာနိုင်ငံရဲ့ပြဿနာရှုပ်ထွေးမှုပုံပဲဖြစ်ဖြစ်မောပြည်ဒီပြဿနာတွေက US အတွက်ရေရှီရင်းနှီးမြှုပ်နှံပြီးမှနော်ဒီအချူရက်လက်တွေကိုခန်းစားဖို့ရအတွက်ခက်ခဲနေတယ်ပေါ့ အော်အဲ့ဒါကြောင့်ဒီပြိပခရင်းကြီးအကျူးမြတ်တွေတိတ်မရှိတဲ့ခါကျတော့ဒွန်းဒထရမ်ကမြန်မာအရေးကိုတိတ်စိတ်ဝင်စားတာပါတယ်ပြီးတော့ခုနကျွန်တော်ခဏခဏပြောနေတဲ့ကိစ္စမြန်မာနိုင်ငံရဲ့တန်တမန်အရာပေါ့နော်တိရောက်မှုကအရန်ကိုမရှိတော့တာ အမေရိကကမြန်မာမြန်မာမှာရှိနေတဲ့မေရှားတတူထောက်ပံ့ရေးကွန်ဆက်နဲ့ပေါ့အဲ့ဒီကွန်ဆက်နဲ့အစ်ဩဇာတက်ရောက်မှုကလည်းအာနေနေတယ်ဥပမာကွာကျွန်တော်မြန်မာနိုင်ငံမှာ နဖွေသချန်ခွေတော့ရဆူပါဆိုအ PDF ကအဖွေ NG ကျွန်တော်တို့ဒီတော်ဟိုင်းရဖက်ကအဖွေရေးပြီးတော့စစ်ကောင်စီကအဖွေရေးပေါ့ဆိုတော့မြန်မာနိုင်ငံမှာစစ်ကောင်စီကစစ်ကောင်စီဖက်ကအဖွေရေး NUG ဖက်ကအဖွေအဲ့လိုမျိုးနချမ်းပေါ့ဆိုတော့နှူးစလုံးကလည်းအမေရိကကိုတွားပြီးမှတန်တမန်ဆက်ဆံရေးမှာအထီရောက်မှုမရှိဘူးဖြစ်နေတယ်တော့ကျွန်တော်တို့စစ်ကောင်စီဖက်ကစစ်ကောင်စီဖက်ကလည်းအမေရိကကိုတွားပြီးမှတန်တမန်ဆက်ဆံရေးလုပ်ဖို့ကအားနည်းနေတယ် အယူဂျီဖက်ကလည်းသွားပြီးမှဒီအမေရိကနဲ့ဆက်နွေဖို့တိုင်ပင်ဆွေးနွေးဖို့ဆိုအားနေနေတယ်ဆိုတော့ဘသူဘေးဖိတ်ကမှအမေရိကကိုတန်တမရေးရအရာထိထိရောက်ရောက်မဆွေးနွေးနိုင်ကြအောင်ဖြစ်နေတယ်အရင်တုန်းကစစ်ကောင်စီကလော်ဘီပေါ့နော်ဒီလော်ဘီကိုငှားပြီးမှအမေရိကနဲ့နှိဆက်ဖို့ရန်အတွက်ဆက်ဆံရေးလုပ်ဖို့ရန်အတွက်လုပ်နေတယ်လော်ဘီတမားတွေကိုစစ်ကောင်စီကငှားတာအတော်လာတန်းချီနေပေးပြီးမှလည်းဒါပေမဲ့ ဒီအတိုင်းတာတစ်ခုထိဘာထိရောက်မှာထိရောက်မှုတော့မရှိဘူး။အောင်မီမှုရနိုင်တဲ့အတိုင်းတာတစ်ခုထိတော့ဘာထိရောက်မှုမှာမရှိဘူးပေါ့။ဆိုတော့ပြဿနာကတော့အပေါ်အပေါ်ကျွန်တော်ကျွန်တော်တည်တယ်လားကျွန်တော်ခတ်မှန်းတယ်လားကျွန်တော်တုံးသက်ချက်တယ်လားပေါ့နော်။ Trump ကြီးကအပေါ်ရန်လောက်ပဲအာဏာသိမ်းတာရှိတယ်ပြည်တွင်းစစ်ပွဲရှိတယ်အဲ့လောက်ပဲသူကတိရှိနားလေပုံပေါက်နေတယ်ပေါ့နော်။ကျွန်တော်မြန်မာနိုင်ငံမှာပြည်သူလူထုတွေဘယ်လောက်ရှိဒုက္ခရောက်အကြောင်း စစ်ကောင်စီတွင်ကဘယ်လောက်ထိရောက်မာတဲ့ရက်ဆက်တပြတ်မှု ရှိကြောင်းအစအသဖြစ်ပေါ့နော်။ဒါတွေအားလုံးက Trump ကတိမဲ့ပုံပေါ့ဘူးပေါ့နော်။ဆိုတော့အဲ့ဒါကြောင့်ဒီမြန်မာနိုင်ငံရဲ့ပြည်ထနာပြိပခါကအသေးစားလိုမျိုး ဖြစ်သွားတာပေါ့ US ရဲ့အထင်မြင်မှာပေါ့။ဆိုတော့အဲ့ဒါကြောင့်လည်းဒီ ASEAN မှာအခုလိုမျိုးထည့်ပြောတာမဟုတ်မဟုတ်ထည့်ပြောထည့်မပြောတာဖြစ်နိုင်ခြေဖြစ်တယ်ပေါ့စဉ်းစားကြည့်ကွာနိုင်ဂျီးရီးယားရဲ့ခရီးရန်တွေကဘာလဲဆိုတော့ အမှန်ဆိုတော့ Trump ကနိုင်ဂျီးရီးယားခရီးရန်ကိုလုံခဲတဲ့ငါးနှစ်ကလေးကတော့တည်ပါတယ်။ဒါပေမဲ့နောက်ပိုင်းဖြစ်လာတဲ့ပြဿနာတွေက Trump ကမတည်တော့နိုင်ဂျီးရီးယားနိုင်ဂျီးရီးယားပြဿနာကိုတည်း follow up မလုပ်တော့ဘူး။ဒါပေမဲ့ခရီးရန်ဒီဘုံကြီးတွေအဝင်ကလေးတွေပါစတာတွေကပြီးတော့ခရီးရန်လူတော်များများက podcast တွေမှာ Trump ကို text လုပ်ကြတယ်။ social media ပေါ်မှာ Donald Trump တည်အောင် စကားအများကြီးပြောလာတယ်နော်ပြီးတော့ဒီအထူးသဖြင့်ပေါ့နော်ခရိယန်ပြဒနာဆိုတော့ဒိုနယ်ထရမ့်ရဲ့အချံပေပုတ်ကူရင်းဒိုနယ်ထရမ့်ရဲ့လွှတ်တော်တမားတွေကဒီကိစ္စကိုတိလာတဲ့ခါကျတော့နောက်ဆုံးမှာထရမ့်ကိုတင်ပြတာပေါ့ကဲအနိုင်ဂျီးရီးယားမှာဒီလိုပြဒနာဖြစ်လာတယ်တင်ပြလာတဲ့ခါကျတော့ထရမ့်က speak out လုပ်လာတယ်အခုနိုင်ဂျီးရီးယားအရင်းမှာ ထရမ်ကတော်တော်လေးထိထိဝင်ဝင်ထိပါဝင်လာတာအဲကျွန်တော်စုစုတဲ့သဘောကဒါရီအားလုံးကနိုင်ဂျီးရီးယားဘက်ကလှုပ်ရှားမှုပေါ်တော့နိုင်ဂျီးရီးယားဘက်ကလိုဘီလောက်တာအရန်အားကောင်းတယ်လို့ပြောလို့ရတယ်ဆိုကျွန်တော်တို့မြန်မာနိုင်ငံအရေးကိစ္စမှာစစ်ကောင်စီဘက်ကလိုဘီလောက်တာပဲဖြစ်ဖြစ်နော် NGO ဘက်ကလိုဘီလိုဘီလောက်တာပဲဖြစ်ဖြစ်အားနေနေတယ်ပေါ့အားနေတဲ့ခါကျတော့ကျွန်တော်နိုင်ငံအရေးမှာအလောက်ထိစိတ်ပါလက်ပါပြောရလောက်အောင် ဒိုနယ်ထရမ့်ရဲ့စိတ်နှလုံးသားကိုတော့မထီဘူးလို့ကျွန်တော်တို့ပြောရမှာပေါ့တော့အဲ့ဒါလေးဖြစ်နေတယ်ဆိုတော့အမေရိကရဲ့မူဝါဒကိုကြည့်ကြည့်ရအောင်ကျွန်တော်တို့ဆိုတော့မက်ခရိုရိုဘီယိုကမြန်မာကိစ္စနဲ့ပတ်သက်ပြီးမှမေးခေဖူးတယ်ထရမ့်ကလည်းမြန်မာကိစ္စနဲ့မေးပေးခေဖူးတယ်ကျွန်တော်တို့ဒီအဘေဘေအန်ဒရီတဘာဝတဘာဝဘေအန်ဒရီပြည်နာဂျုံတုံးကလေထရမ့်ကမြန်မာနိုင်ငံကိုကူညီမဲ့အကြောင်းကိုလည်းပြောထားပြောထားတာမမင်းနဲ့တော့ ဆိုတော့အဲ့ဒီတုန်းကလည်းမက်ခရိုရိုဘီယိုကိုမင်းနေကြတယ်မြန်မာပြည်ရဲ့ဖြစ်ပျက်ကိုပေါ့နော်မက်ခရိုရိုဘီယိုကမြန်မာနိုင်ငံဆိုင်ရာမူဝါဒကတဲ့ကျွန်တော်တို့ဖွဲ့စည်းစေအစ်စ်လောက်ပဲရှိတယ်တဲ့ဆိုတော့လက်ရှိချိန်ဒီမှာအမေရိကရဲ့မူဝါဒမှာမြန်မာနိုင်ငံကိုလုံးဝဒီမပြောဘူးမခေါ်ဘူးပေါ့အနာသိမ့်ပြည်နယ်ပိုင်းမှာဆိုရင်တော့အဆူရအဖြစ်လဲအတိမတ်မပြူဘူးပေါ့ ဆိုတော့အခုကမြန်မာနိုင်ငံနဲ့တဖန်ပြန်နေပြီးမှအဆက်တွေ့ဖို့လုပ်မယ်ဆိုရင်တော့အခုအမေရိကရဲ့မူဝါဒကိုချိနေမယ်ဆိုရင်တော့မြန်မာနိုင်ငံဆိုင်ရာမူဝါဒကကွန်ပျူစီအဆင့်လောက်ပဲရှိတယ်တဲ့ဒါကမခိုရိုဘီယိုကူရန်ပြောတာနော် Secretary of State မခိုရိုဘီယိုကူရန်ကပြောတာမြန်မာနိုင်ငံဆိုင်ရာမူဝါဒကဖွဲ့စည်းဆေးလောက်ပဲဖွဲ့စည်းဆေးအဆင့်လောက်ပဲရှိတယ်တဲ့ဆိုတော့သူတို့က အမေရိကန်မူဝါဒကမြန်မာနဲ့မပတ်သက်ဘူးလောလောဆယ်မြန်မာနဲ့မပတ်သက်ဘူးမြန်မာအကြောင်းမပြောဘူးမြန်မာအကြောင်းဟွာဒီဝင်ရောက်မြန်မာနိုင်ငံရေးမှာဝင်ရောက်စစ်ဖက်ဖို့သူတို့မူဝါဒမှာမရှိဘူးဖြစ်နေတယ်အဲ့ဒါကြောင့် Trump ကအာဆီယံနဲ့ပတ်သက်ပြီးဘောဟောအဆုံပြောနေတယ်ကမ္ဘောဒီးယားချီတောင်ပြောနေတယ်ကွာဗီယက်နမ်ချီတောင်ပြောနေတယ်မြန်မာကူကြတော့ဒီမြန်မာတနိုင်ငံလေးကူကြတော့လုံးဝကိုဘေးချိုက်ပလိုက်တာ စဉ်းစားကြည့် Trump ကအိန္ဒိယအကြောင်းပြောနေတယ်ကျွန်တော်အင်္ဂလိပ်အချင်းအကြောင်းအကုန်လုံးပြောနေတယ်အိန္ဒိယအကြောင်းပြောနေတယ်ထိုင်ဝမ်အကြောင်းပြောနေတယ်ဗီယက်နမ်အကြောင်းပြောနေတယ်စင်ကာပူအကြောင်းပြောနေတယ်အာထိုင်ဝမ်အကြောင်းပြောနေတယ်ဖိလစ်ပိုင်အကြောင်းပြောနေတယ်မလေးရှားအကြောင်းပြောနေတယ်အင်ဒိုနီးရှားအကြောင်းပြောနေတယ်မြန်မာကူကြတော့လုံးဝကိုသူ့ရဲ့ပါဇက်တွေကလည်း14တော့မဟာဘူးဖြစ်နေတယ်ပေါ့ဆိုတော့သူတို့ရဲ့ policy မှာဒီမြန်မာပြည်ထနာကိုဘယ်လိုပြောမလဲတီချာပြတ်သားတဲ့မူဝါဒမရှိသေးဘူးပေါ့ အဲ့ဒါကြောင့်လေထရမ့်မနေနဲ့မြန်မာပြည်ထောင်စုအခုထိထိရောက်ရောက်ဂိုင်းတွေဖို့ဆိုတာကသူ့မှာစိတ်ဝင်စားဖို့ဆိုတာတေချာတာပေါ့နော်ဆိုတော့ဒါဆိုကျွန်တော်တို့ဒီဒေါ်နယ်ထရမ့်စိတ်ဝင်စားအောင်ဒေါ်နယ်ထရမ့်စိတ်ဝင်စားအောင် အမေရိကစိတ်ဝင်စားအောင်ကျွန်တော်တို့ကဘာလို့မလဲဒါကမေခွန်းထုတ်စရာဖြစ်လာတယ်ပေါ့မြန်မာအရေးကို US ကလုံးဝမတည်ဘူးဖြစ်နေတယ်ကျွန်တော်ပြောပြမယ်မြန်မာအရင် US မတည်တာကတော့မဆန်းပါဘူး မြန်မာနိုင်ငံကလူငယ်တတော်များများအခုဆိုတော့ကဘာရောက်နေပြီကွာခမရတို့ရောက်တဲ့နေရာတိုင်းမှာမြန်မာဆိုတာဘယ်သူကမှမသိကြဘူးဖြစ်နေတယ်နင်းနေပါပါစာဖတ်တဲ့လူငယ်တွေကပဲမြန်မာဆိုတာသိတာပါဒါမဲ့လူတတော်များများအဖြစ်ကမြန်မာဆိုတာနိုင်ငံလားလူမျိုးလားဘာလဲတော့စားဆရာလားအော်မောင်းဆရာလားတော့မသိဘူးဖြစ်နေတယ်စဉ်းစားကြည့်ဒီလူမျိုးခက်ကြီးမှာ2025ခက်ကြီးတောင်မှာ မြန်မာနိုင်ငံဆိုတာမတိသေးတဲ့နိုင်ငံပေါင်းများစွာရှိတယ်။ကဘာကြီးကမြန်မာကိုလုံးဝမတိသေးဘူးဖြစ်နေတယ်။ဘယ်တော့ထိရင်နာစရာကောင်းလဲ။စဉ်းစားကြည့်ကျွန်တော်တို့အင်ဒီးနားချင်းအိန္ဒိယနဲ့ထိုင်းလန်အဲအိမ်နောက်ပြည်ကလူတွေတော်မှာပေါ့နော်။အိန္ဒိယတော်မှာမြန်မာဆိုတာပါလေတဲ့။ထိုင်းတော်မှာလေတချို့ထိုင်းသမားတွေကမြန်မာဆိုတော့မတိကြဘူး။အလောင်းထိတော့ကျွန်တော်တို့နိုင်ငံအကြောင်းကိုဘယ်သူကမှမသိဘူး။ so US တခြား Europe ကတီးဖို့ဆိုတာကအိုးဝေးမဝေးဆိုတော့ဖက်နေတယ်ပေါ့ကျွန်တော်တို့အနေနဲ့မြန်မာကိုကဘာတိအောင်မလို့လို့မှာလဲဆိုတော့အနည်းလားပေါင်းမှုဆိုတော့ရှိတယ်ပေါ့အခုကိုအောင်လာတို့ခက်နော်အောင်လာတို့ကမြန်မာကိုတိအောင်လုပ်နေတယ်ဂျိုဆော့ဖန်တို့ကမြန်မာကိုတိအောင်လုပ်နေတယ်အဲအဲ့လိုမျိုးပေါ့နာမည်ကြီးတွေကသူတို့တက်တက်နီလာနဲ့ပဲမြန်မာကို promote လုပ်နေကြတယ်ကြတာဆိုတော့ကျွန်တော်တို့နိုင်ငံရေးရနိုင်ငံရေးရဒါကစီးပွားရေးရပေါ့ နိုင်ငံရေးအရာမြန်မာကို US အနေနဲ့တည်အောင်ဘယ်လိုလုပ်မှာလဲကျွန်တော်ဖက်ကဒီအမေရိကရဲ့လွှတ်တော်ကိုပြည်အားပေးနိုင်အောင်ကျွန်တော်ဖက်ကအပေါင်းပြောနိုင်မှာလဲပေါ့ဆိုတော့ဒီမိုကရက်ဒီမိုကရက်တစ်အဖွဲ့တွင်ရဖြစ်ဖြစ်ဒေါ်ရီပါပလီကန်ပါတီတွင်ရဖြစ်ဖြစ်သူတို့နဲ့အဆက်အသွယ်ရအောင်ဘာမာ X ကိုအတီမြဲမြဲလက်ပြုတ်နိုင်အောင်ကျွန်တော်ဖက်ကပြည်အားပေးမှာဖြစ်နေတယ်ဘလူးနီးနဲ့ပြည်အားပေးမှာလဲ ကျွန်တော်တို့ကမြန်မာပြည်အကြောင်းကိုဆက်လက်ပြီးပြောမှဒါဆိုအကူရောဘာဖြစ်လို့မပြောတာလဲလို့မပြောချင်တယ်ပေါ့ကျွန်တော်ကအတားမှန် podcast မှာဖြစ်နေတယ်ကျွန်တော်လူမျိုးလူတွေကဘယ်လိုပဲပြောပြောတိုက်ပြီးပါမှထိရောက်မှာမဟုတ်ဘူးကျွန်တော်စလူတွေရဲ့သဘောကနိုင်ငံရေးသမားတွေကနော်ကုန်တည်ရှိတဲ့ပုံကို top level သမားတွေကပြောမှဖြစ်မယ်အဲ့ဒါကိုကျွန်တော်ပြောပြတာပါဥပမာခွာကျွန်တော်တို့ podcast သမားတွေအားလုံးကမြန်မာနိုင်ငံမှာဘာဖြစ်လဲ နော်ကဘာကြီးတိအောင် speak out လုပ်တာကတော့တပိုင်းပဲဟောဒါကတော့တပိုင်းဖြစ်တယ်ဒါပေမဲ့အမေရိကနိုင်ငံကတိအောင်လို့အမေရိကနိုင်ငံကပူပြီးအာယုံစိုက်အောင်လို့ဆိုတော့ကျွန်တော်တို့ကလုပ်လို့မရဘူးဖြစ်နေတယ်ဒါပေမဲ့ဥပမာ NUG ကအဖွဲ့သမားတွေလူကြီးလူကောင်းတွေစစ်ကောင်စီကအဖွဲ့သမားတွေလူကြီးလူကောင်းတွေအထက်ကလူတွေပြောပြောရမှာပေါ့ဒါတွေအားလုံးကအမေရိကရဲ့လွှတ်တော်ကိုဖျားပေးပြီးမှနော် Republican Party ပဲဖြစ်ဖြစ် Democratic Party ပဲဖြစ်ဖြစ်တန်တမာရေးရအရာပေါ့ဗျာ လိုဘီများများလို့ဖူလာလိုအပ်လာတယ်အဲ့ဒီလိုဘီဆိုတာကလည်းလုံးဝထိရောက်တဲ့လိုဘီတွေနော်ပါဝါရှိတဲ့လိုဘီတွေလုံးဝ US ကလေးစားတဲ့လူ US ကအယုံကြည်နိုင်လောက်တဲ့လိုဘီသမားတွေကိုကောင်းကောင်းလေးငှားမှသာဒါတွေအားလုံးက US ကစိတ်ဝင်စားလာမှာတော့ကျွန်တော်တို့ကအခုက US မြန်မာနိုင်ငံအကြောင်းနဲ့ပတ်သက်ပြီးမှ US နဲ့မြန်မာနိုင်ငံကြားဆက်ဆိုင်ရင်းညံ့နေတာကလိုဘီသမားတွေမကောင်းလို့ပေါ့ လော်ဘီကောင်းကောင်းလေးရှိရဆိုတော့ဒါကအမေရိကကအာယုံဆိုင်မှုတွေကိုဖြစ်နိုင်ချေရှိပါတယ်ဆိုတော့အထူးသဖြင့် NUG အနေနဲ့လုပ်မယ်ဆိုတော့ Burma Act ပေါ့ Burma Act ကိုမြန်မြန်လေးအကောင့်ထေဖို့ပေးဖို့เนาะပြားပေးမှာပဲအမေရိကကပူပူပြီးစိတ်ဝင်စားလာမှာပါဆိုအခုအချိန်က Burma Act ကတဝက်တပိုင်းလောက်ပဲရှိသေးတယ်အကောင့်ထေမဖို့သေးဘူး US ဆူရကလည်းဆိုအဒီ Burma Act ကို NUG အနေနဲ့ကောင်းကောင်းလေးလုပ်နိုင်မယ်ဆိုတော့ဒါက NUG ဖက်ကလည်း ကြီးမားအောင်မြင်မှုကြီးတစ်ခုဖြစ်လာလိမ့်မယ်စစ်ကောင်စစ်ဖက်ကလော်ဘီတွေငှားပြီးမှ US America နဲ့အစ်စ်သွေးမှုကောင်းကောင်းလေးလုပ်နိုင်မယ်ဆိုတော့ဒါကစစ်ကောင်စစ်ဖက်ကအောင်မြင်မှုဖြစ်လာလိမ့်မယ်ပေါ့ဆိုတော့မြန်မာတစံယာရမြန်မာတယန်ဇာရနဲ့အမေရိကလိုခြုံရဲ့အကျူစီပွိုက်ကိုချိတ်ဆက်ချင်းပေါ့ဆိုတော့မြန်မာနိုင်ငံအနေနဲ့ကျွန်တော်မြန်မာနိုင်ငံမှာမေရှားတတုအများကြီးရှိတယ်ပေါ့ဗျာဆိုတော့ကျွန်တော်ထုတ်ပတ်မယ်အသက်တည်ပြမယ်ဒီပြမယ်ဩော်ဒီမှာရှိပါရှိလားပြ အဲ့လိုမျိုးအမေရိကရဲ့အကျူးစီးပွားရေးမှာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့ဒီဇိုင်နာတွေကိုထောက်ပြပြီးမှကဲအမေရိကကြိုက်နေတဲ့မေရှားသတ္တများကြီးရှိတယ်စီးပွားရေးဖြစ်အောင်လက်တွဲချိတ်ဆက်နိုင်အောင် လုပ်နိုင်တော့ဒါကအမေရိကရဲ့အကျူးစီးပွားကိုမြန်မာနိုင်ငံမှာတည်ရှိပြီးတဲ့နောက်ပိုင်းမှာဆိုတော့အတူ automatic အလူလူအာယုံဆိုင်လာမှာတော့တေချာတယ်ဘာဖြစ်လို့အမေရိကကဂျပန်ကိုအာယုံဆိုင်တာလဲဘာကြောင့်အမေရိကကကိုရီးယားကိုအာယုံဆိုင်တာလဲ ဘာဖြစ်လို့ဖိလစ်ပိန်ကိုအယုံဆိုင်တာလဲဘာကြောင့်လဲဘာဖြစ်လို့လဲဆိုတော့ဒီနိုင်ငံတွေမှာ အမေရိကရဲ့ interest အကျူစီပွားရေးတွေရှိနေလို့အယုံဆိုင်ခဲ့တာကွာမဟုတ်ဘူးလားဆိုတော့မြန်မာနိုင်ငံမှာလည်းလူပဲအမေရိကစီပွားရေးတာရှိနေမယ်မေရှားတတုတာပေးနေမယ်ဆိုတော့အမေရိကအကျူစီပွားရေးကရှိနေပြီဆိုရင်မှမြန်မာနိုင်ငံကိုပူပြအယုံဆိုင်မှာပေါ့သူရဲ့အကျူစီပွားရေးကကိုရေရောက်သွားတာပဲလေတရုတ်ကကျွန်တော်မြန်မာနိုင်ငံကိုဘာကြောင့်အဲ့လောက်ထိတော့အယုံဆိုင်တာလဲ ရှင်းရှင်းနဲ့ပဲလေမြန်မာနိုင်ငံအားလုံးကိုတရုတ်ပိုင်ဖြစ်သွားပြီဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုမြန်မာနိုင်ငံဆိုတာကတရုတ်ရဲ့ proxy government ဖြစ်သွားပြီနော်တရုတ်ရဲ့အနုနီးဒုတိယနိုင်ငံဖြစ်သွားပြီနော်ကျွန်တော်တို့ဒါဒီခေါင်းဆောင်တွေဒါရှိတာပါဒါမဲ့နောက်နောက်နောက်ချောကနေအုပ်ချုပ်တဲ့လူကတရုတ်နိုင်ငံပဲဖြစ်သွားပြီ ကျွန်တော်တို့မြန်မာနိုင်ငံကိုဘယ်သူကတကယ်အုပ်ချုပ်တာလဲကောင်းကောင်းလေးသွားကြည့်တရုတ်နိုင်ငံပဲအုပ်ချုပ်တာ စဉ်းစားကြည့်ကွ MNDA တို့ TNLA တို့ကိုသွားကြည့်ပါဘယ်သူကအောက်ချုပ်တာလဲတရုတ်နိုင်ငံပြောချုပ်တာပဲလေနာမည်ဖြစ်တာသူတို့ကမြန်မာနိုင်ငံရင်းမှာရှိတာတရုတ်ကသူပြောတာမကြိုက်ဘူးဆိုတော့အကုန်လုံးစီးပွားရေးတွေပိတ် electricity တွေကိုပိတ် internet တွေကိုပိတ်လမ်းကြောင်းတွေကိုပိတ်အခါကျတော့ဘယ်သူမှတရှိလို့မရအောင်တရုတ်ကပဲကျွန်တော်မြန်မာနိုင်ငံကိုကျွေးမွေးတာတရုတ်ကပဲကျွန်တော်နိုင်ငံမှာရှိတဲ့မြအရွှေတွေငွေတွေဗရမျာတွေနော်မေရှားတပ်တွေအကုန်လုံးကိုခူးယူသွားတာ ဘာကြောင့်တရုတ်ကမြန်မာအရေးမှာအလောက်ထိတော့စိတ်ဝင်စားတာလဲဆိုတော့တရုတ်အကျူစီပွားရေးကမြန်မာတနိုင်ငံလုံးကတရုတ်နိုင်ငံတရုတ်နိုင်ငံပိုင်ဖြစ်သွားပြီပေါ့ကွာအဲ့ဒါကြောင့်သူစိတ်ဝင်စားသွားတာဒါကသူစားမနေဘူးအဲ့ဒါ logic ကြတယ်အဝိုးစရာလည်းမကောမဟုတ်ဘူးပေါ့ဗျကောင်းကောင်းလေးနားလည်လို့ရတဲ့ကိစ္စအကြီးဖြစ်နေတယ်အဲ့ဒါကြောင့် Donald Trump အနေနဲ့မြန်မာနိုင်ငံရဲ့အရေးကိုဘာကြောင့်အစိတ်မဝင်စားတာလဲဆိုတာကအခုကျွန်တော်အပေါ်ဘက်မှာပြောနေတဲ့ကိစ္စတွေအားလုံးကြောင့် ဖြစ်နိုင်ခြေရှိတယ်ဆိုကိုပိုင်သုံးသက်ချက်တွေကိုပြောပြဆက်ဆိုတော့ Burma Act ကအဓိကဒီအင်ဂျီအနေနဲ့အကောင့်ထေဖုံနိုင်မယ်ဆိုရင်တော့အရန်ကောင်းပါဒီအမေရိကလွှတ်တော်ကမြန်မာအရေးနဲ့ဒီမိုကရက်တစ်ရေရီပပ်ဘလစ်ကန်ပါတီနဲ့ဆလုံးကပူပေါင်းထောက်ခံမှုရှိနေတဲ့အရာတစ်ခုဖြစ်နေတယ်အဲ့ဒါကတော့ Burma Act ဖြစ်နေတယ် Burma Act ဆိုတာကအစ်ကောင်စီကိုတီးတန့်တန်ခတ်အရေးယူရေး ပြီးတော့ဒီမိုကရေစီအင်အားစုကိုပံ့ပိုးကူညီရေးပြီးတော့လူသားချင်းစာနာထောက်ထားမှုကိုအကူအညီများပေးရေးအဲ့ဒီဥပဒေအခြေခံတစ်ခုဖြစ်နေတယ်။ဒါတွေအားလုံးကဘာမာအက်ဖြစ်နေတယ်။ဆိုဒီဘာမာအက်ကိုအမေရိကကဥပဒေအဖြစ်အကောင့်ထေဖို့ပေးမယ်ဆိုပြီးစုစုအကောင့်ထေဖြစ်ဖို့ပေးမယ်ဆိုရင်ပြောတမရအာနာပိုင်အပေါ်မှာမူတည်နေမူတည်နေတယ်ပေါ့။ဒါတွေအားလုံးကို NUG ကသာကောင်းကောင်းလေးအကောင့်ထိဖို့နိုင်မယ်ဆိုတော့ဒါက NUG အတွက်တော့လုံးဝအကြီးမားတဲ့အောင်ပွဲကြီးတစ်ခုဖြစ်လိမ့်မယ်ဒါပေမဲ့ဒီ Burma Act ကိုဥပဒေအကောင့်ထိဖို့ဖို့ရတဲ့ဘသူလက်ထဲမှာရှိတာလဲသမရရဲ့အနာအပေါ်မှာပဲရှိတယ် Burma Act ဆိုတာက Democratic ကလည်းတဘိုးတူညီတယ် Republican နှစ်ပါတီနှစ်စလုံးနှစ်ပါတီစလုံးကတဘိုးတူပြီးသားဥပဒေချမ်းတွေဖြစ်နေတယ် Donald Trump ပေါ်မှာပဲမူတည်တော့တယ် ဒိုနယ်ထရမ့်ကအကဲရပြီဒါကနော်ဥပဒေဖြစ်လုပ်မယ်ဆိုရင်တော့လွှတ်တော်အမတ်မြတ်ကတော့ဆက်တွေ့ပြီးမှထရမ့်ရဲ့အုပ်ချုပ်ရေးပေါ်မှာပေါ့နော်ဘာမာအက်ကိုအပြစ်အဝါအကောင့်တွေဖော်ဖို့ဖျားပေးနေမယ်ဆိုရင်တော့ထရမ့်ကြီးကဥပဒေဖြစ်ဒီပြုတ်ရုံမရှိတော့ဘူး။ဒါဘာမာအက်ကတော့2022ကလည်းပြတ်ထန်းခဲ့တာပေါ့နော်အခုထိအသက်မဝင်သေးဘူးဖြစ်နေတယ်ပေါ့။ဆိုတော့လွှတ်တော်ကိုပဲအရင်ဆုံးဖျားပေးကြတယ် အရင်ဆုံးဖိအားပေးပြီးမှပဲလွှတ်တော်တွင်ကသမရပေါ်မှာပဲတင်ပြလိမ့်မယ်သမရကပဲအပြည့်အဝအကောင့်ထိဖွင့်နိုင်စွမ်းရှိတယ်ပေါ့ဒါကဘာမှအရေးပါပုံပေါ့ဆိုတော့ဂျာနေစာကတော့စစ်ကောင်စီဖက်ကတော့ဒီတရုတ်နဲ့ဆက်သွင်းရေးကိုတရုတ်နဲ့ဆက်ဆံရေးကိုရှော့ပြီးမှနော် US နဲ့ပဲကွင်းစင်ပြီးမှစီးပွားရေးလုပ်မယ်လုံခြုံရေးလုပ်မယ်တူလက်တွဲလုပ်မယ်ဆိုတော့တမျိုးပေါ့လိုပီငှားပဲလို့တမျိုးပေါ့ ဒါပေမဲ့ဒါရီအားလုံးကတော့စစ်ကောင်စီကလုံမလို့တော့မထင်ဘူးဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကတော့တရုတ်နဲ့အသားကျနေပါပြီအနေသားကျပါပြီတရုတ်နဲ့ပူပေါင်းတာပူကြိုက်ပါတယ်ပေါ့နော်ဒီ US ထက်တော့ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကိုယ်တိုင်ခေါင်းဆောင်ကိုယ်တိုင်မင်းအောင်လှိုင်ကတရုတ်မှာသွားပြီးမှလေတရုတ်နိုင်ငံရဲ့ဒုတက်ပြောင်းလဲမှုတွင်ချမ်းသာမှုတွင်တရုတ်နဲ့ပူပေါင်းလူချင်းတဲ့စိတ်တွေကိုသူကပြောထားတာကျွန်တော်တို့တွေ့ခဲ့တယ်ပေါ့နော် US နဲ့ပေါင်းတာတရုတ်နဲ့ပေါင်းတာကမင်းအောင်လှိုင်ကိုယ်တိုင်ကသဘောကျတာကိုကျွန်တော်တို့တွေ့ခဲ့တယ် ဆိုတော့စစ်ကောင်စီကတော့ US နဲ့ပူပေါင်းမယ်ဆိုတာကိုတော့ကျွန်တော်တို့တမန်ယူကြပူပေါင်းယူတာပူပေါင်းယူလောက်ပဲရှိတယ်အလောက် TC ပွားရေးလို့ခြုံရေးကစပူပေါင်းမယ်ဆိုတာမျိုးကစစ်ကောင်စီရဲ့စိတ်ထဲမှာရှိမှာမဟုတ်ဘူးကဲ by the way ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အဓိကအဆုံးသက်ချင်တာကတော့မြန်မာနိုင်ငံအကြောင်းကို Trump ကဘာကြောင့်မပြောတာလဲဘာကြောင့်မေ့သွားတာလဲဒါကအခုနကျွန်တော်အပေါ်ပြောတဲ့အပေါ်အထက်မှာပြောနေတဲ့အချက်တွေအားလုံးကြောင့်ဖြစ်ပါတယ်ဆိုမှတော့ ဆုံးသက်ခြင်းပါတယ်ဒါကတော့ကျွန်တော်တို့ကိုပိုင်သုံးသက်ချက်လေးတွေဖြစ်ပါတယ်မှချင်မှမှလိမ့်မယ်မှန်ချင်မှမှလိမ့်မယ်ပေါ့နော်ဆိုတော့အာကိုပိုင်သုံးသက်ချက်တွေးခွန်လေးတွေ comment မှာဝင်ရကြပါအောင်ပေါ့နော်ဆိုတော့ thank you so much for watching group of people ဒါကတော့ကျွန်တော်ရဲ့မြန်မာနိုင်ငံအကြောင်းတီးတဲ့အာတင်ပြဆွေးနွေးနေတဲ့ YouTube channel လေးတစ်ခုပါအတိလေးပါဗောမြန်မာနိုင်ငံအကြောင်းစိတ်ဝင်စားနေပြီဆိုတော့ YouTube မှာ subscribe လုပ် page အပ်လို့ရပါတယ် thank you so much for watching